ီကနေ့မှာတော့ပရိသတ်တွေအတွက်ဖြစ်ရမှန်သတင်းစစ်လမ်းလေးတစ်ပုဒ်ကိုတက်ဆက်ပေးချင်ပါတယ်ရှင်။ဒါဆိုရင်တော့ဆက်လိုက်ရအောင်နော်။ဖြစ်ပုံကတော့ဒီလိုပြ။2015ခုနှစ်ကပဲရှစ်တွေလာနေတော့မှတ်မိတော့ပါဘူး။မန္တလေးပတိန်ကြီးမြို့နယ်ဘက်ပေါ့။ရွာနာမည်နဲ့လူနာမည်တော့ချက်မြေးတော့နော်။ကိုကျော်ကြီးသူကအရှက်သမားပြ။မိုးလင်းရနေမိုးချုပ်ဒီနေ့ကောင်ဘာလို့မှမလုပ်ဘဲနဲ့အရှက်ပဲတောက်နေတာ။ ကျော်ရင်မိမနာမည်ကမိတာမိတာယောက်ျားအလုံးမလုံးတော့သူ့မှာကိုဝင်းနဲ့ကိုဟင်းသီးဟင်းရွက်တို့အသားငါလေးတို့ခေါင်းပေါ်ဇီးရွံ့တင်ပြီးမိုးလျရနေမိုးချုပ်နေပူပူမိုးရွာရွာရွာတကာလှည့်ပြီးတော့ရောင်းဝရှာတယ်ကိုဝင်းကလည်းအရှင်းပါကြီးဗျခုနကလောက်တော့ရှိပြီမတက်နိုင်ဘူးလေသူခင်ဗျာဆွေမျိုးသားချင်းရလဲဒီမှာမရှိတခြားရွာမှာအိမ်ပြန်လာလဲချက်ရပြုတ်ရနဲ့ကျော်ကြီးကအရှက်ပိုးမပေးရင်လဲ ရှိုင်းနေတာခံရနဲ့ကျွတ်တော့စနားစရာကောင်းပါလေဗျာတရက်သူမိမကကုချိုးရင်ကျမတော့မွေးတော်မယ်နဲ့တူတယ်ကျမစင်းမရောက်နိုင်တော့ဘူးကုချိုးရေးရွာတယ်တခြားအလုပ်လေးပါလေလောက်ပါလားလို့ပြောလို့တယ်မိတောင်ပါးရင်ရှိုက်တာလေဘေးနာအိမ်နေရပါလားဆွဲရတယ်မိတာလည်းငုံကျမမပေါင်းနိုင်ဘူးလို့ပြောလို့တယ်ကုချိုးရေးကစောင့်ကန်လိုက်တာ မိတာဒူးထောက်ကလေးအိမ်မဝနဲ့အင်အားကိုပြုတ်ချသွားရှာတယ်။အဲ့ဒီမှာရမယ်ကလေးကပြတ်ကြပါလေရောဗျာ။ကျော်ကြီးကလူမဆန်လိုက်ပုံများကလေးတက်တာဝမ်းသာတယ်လေ။မိတာဈေးပြန်ရောင်းလာတော့သူ့အရက်ကိုဝဝလေးနဲ့ပြန်တောက်ရတော့မယ်ဆိုပြီးပြောင်းနေပုံရတယ်။ဒီလုံးနဲ့တည့်ရကြမိတာကျော်ကြီးပြန်မလာသေးလို့ဆိုပြီးတော့လမ်းထိပ်ကနေထွက်ဆောင်နေတယ်။လမ်းထိပ်ကကျမပင်လေးနားမှာကလေးကိုတန်းလို့ကြားတယ် မိတာအဲ့နာကိုရှာကြည့်တယ်မတွေ့ဘူးအဲ့ဒါနဲ့သူ့စိတ်ထဲချမ်းတယ်လို့လို့ဖြစ်သွားပြီးတော့ချက်သိမ်းထားတယ်လို့နဲ့သူလည်းကြောက်တယ်လို့လို့ဖြစ်လာတော့နဲ့ကျော်ကြီးကိုမဆောင်မဲအင်ယိုးပဲပြန်လာခဲ့တော့တယ်အဲ့ဒီညမှာပဲကျော်ကြီးကပြန်မလာဘူးတခြားရွာကနာရင်မှာဖဲဝိုင်းမှာညအိမ်မယ်ဆိုပြီးတော့သူတို့ရွာရွာသားတယောက်နဲ့မိတာကိုပြောခန့်လိုက်တယ်ညကလည်းစစ်တနာကြီးကြောနေပြီမိတာတို့အင်ကကျူးချော်ရက်ွက်ဖြစ်လို့ရွာရဲ့လေကွင်းနေနာမှာဆောက်ရတဲ့အိမ် ကျအိမ်နဲ့တင်ရလေလေအော်ခွင်တော်မကြောက်ဘူးဗျမိတာအိမ်မယ်လို့တုံးအိမ်ရောက်ချက်ကနေခလေးငိုတန်လေးကိုကြားပြန်နေအဲ့ဒါနဲ့မိတာလဲမိချောင်းတမီလေးကိုကင်ပြီးတော့အောက်ကိုထိုးကြည့်လိုက်တာပေါ့ခလေးငိုတန်တိတ်သွားပြန်ရောဒီလေခွင်းသားမှလဲဘယ်ခလေးမှမရှိဘူးလေဘယ်ကခလေးငိုတန်ကြားနေမှမသိဘူးဆိုပြီးမိတာစိတ်ထဲမှာစဝေစွာဖြစ်နေတယ်မိတာချင်းအောင်နေကိုပြန်ဝင်ပြီးတော့အိမ်မယ်လို့ခလေးငိုတန်ကြားပြန်ရော မိတာတိတခါတော့စိတ်သိမ့်နေပါထလာတယ်။ကျော်ကြီးကလည်းမရှိဘူး။နာခွန်းထဲမှာလည်းသူတို့တအိမ်ပဲရှိတယ်။သူဘာလို့လို့လို့ရမှန်းလည်းမသိ။အရာနဲ့ပဲစာကိုခေါင်းမချုံပြလိုက်တယ်။မိတာနားဆွနေတယ်။ခလင်းကိုယ်တန်းများပြန်ကြားမလားဆိုပြီးတော့ပေါ့။ခလင်းကိုယ်တန်းကပြန်မကြားရတော့ဘူးဆိုတာသိမှမိတာဘဲစင်အစ်ပြောသွားမှမသိတော့ပါဘူး။အစ်ပြောသွားပါတယ်။အဲ့ဒီညမှာပဲအိမ်မက်တစ်ခုမှတ်တယ်ဗျ။အိမ်မက်ကဘာလဲဆိုတော့ လေးလေးတယောက်ပေါ်လာတယ်။ကလေးလေးကအမိတာကိုအိမ်မက်ထဲမှာအမေအမေလို့လာနှိုးတယ်။မိတာလည်းလန်းနှိုးသွားပြီးကြည့်လိုက်တော့ကျွန်တော်နဲ့ချင်းမှာမွန်ကင်းစာကလေးလေးကငိုနေတယ်။ကလေးလေးကယောက်ျားလေးဗျ။မိတာကိုပြောတယ်။အမေတာလူဖြစ်ခွင့်တော့ရှာပါရဲ့။ဒါပေမဲ့အသက်ရှင်ခွင့်မရဘူးအမေရဲ့တဲ့။အခုတားဖေကတားကိုတက်ပြလိုက်လို့တားတည်ခဲ့ရတယ်အမေ။အခုတားမချွတ်သေးဘူး။အမေအမေတို့ကတားကို ကလေးပဲပြီးတော့အပြစ်မှသိတာမဟုတ်ပဲဘယ်ထဲမှပြကြတာဆိုပြီးတော့တာကိုအမြတမ်းလည်းမပေးဝယ်ဘူးဘာကုတူကားမမလည်းလုံးမပေးဘူးတာလူဖြစ်နေပြီအမေရဲ့အမေတို့တာအတွက်အမြတမ်းမှမပေးဝယ်တာပေးဝယ်ပါတော့လို့ပြောတယ်တာကခုမချွတ်သေးဘူးအမေတာမှလည်းနေစရာလည်းမရှိတောစရာလည်းမရှိပါဘူးအမေရဲ့ဒါကြောင့်ရွာထိပ်ကဒီမပင်လေးမှာနေနေရတယ်အမေရဲ့ဆိုပြီးကလေးလေးကမိတ္တာငုံငုံပြီးတော့ပြောတာ ပြီးတော့ကလေးကပြောက်သွားတယ်မိတာလည်းလန်းလို့လာတယ်ကျွန်တော်နှဲမှလည်းလိုက်ရှာတာကလေးကိုမတွေ့တော့ဘူးမိတာတက်လိုက်ပြီးသူသားလေးမွေးကနေမှပြစ်ကြရတော့လူအသေးကောင်လေးထွက်လာတာအခုသူသားလေးမချက်လို့တည်ရသေးတော့သူလည်းအရှမ်းဝမ်းနေပြီးတော့ငိုနေပါတယ်မနက်မိုးလင်းတော့ကျောင်းကြီးရောက်လာတယ်မိတာမိတာငါ့ကိုညာဖဲရှုံးလာလို့ငါ့ရောင်လောက်ပင်းစက်ကွာမိတာကလည်းဘယ်ရရှိရမှာလဲကျုပ်စေးသွားအောင်မယ်မရှိဘူးမပေးနိုင်ဘူးလို့ပြောမိတာ ကျော်ရအိမ်နာခုံနဲ့လှမ်းပေါက်တယ်မိတာခေါင်းကိုတောင်းမှန်တော့သွေးရထွက်လာတယ်မိတာလည်းသီးမခံနိုင်တဲ့အစုံကျော်ရနဲ့လုံးတက်ကြပါလေရောကျော်ရလည်းပါးရီနားရီရိုက်မိတာလည်းမျိုးလုံးတွေကိုကုတ်ဖက်တက်ကြတာဘေးရင်ကလူတွေပါလားဆွဲရတယ်လေကျော်ရညာပြန်လာတော့မူးမူးနဲ့မနက်ကသူ့မိတာကိုကုတ်ဖက်တာမကျေနပ်လို့ဆိုပြီးတော့မိတာအိမ်နေတာကိုခြောက်နဲ့ဆောင်းဆောင်းကန်ပြီးပါးရီကြီးရိုက်ပါလေရောမိတာလည်းရှောက်ချအနဲ့မိမသားအာမမြတော့ မိတာအိမ်မဝနဲ့စင်ပြေပြီးတော့ရွာထဲကိုပြေးပါလေရော။ကဲကြပါဦးရှင်ကဲကြပါဦး။ကုကျော်ကြီးကျမကိုနှိမ့်ဆက်နေလို့ပါဆိုပြီးရွာထဲကလူတွေအခုညတောင်းနေ။မိတာကသာအခုညတောင်းနေတာ။ရွာထဲကလူတွေကတရားမှထွက်မလာဘူး။မိတာကလည်းအိမ်လည်းမပြောင်းရတော့ဘူးလေ။ဘယ်သူတော့မှလည်းမသိရနဲ့။သူသားလေးရှိတဲ့တမပင်ဘက်ကိုထွက်သွားတယ်။တမပင်သားရောက်တော့မိတာအပင်အောက်မှာထိုင်ကုန်နေတော့တယ်။ခဏနေတော့အပင်မောကကလေးလေးကလည်းငိုပါလေရော။အမေလည်းငိုကလေးလေးလည်းငိုပေါ့။ ။ဆိုင်ရင်နေနဲ့ကျွန်တော်ငေါ်ချင်လာပြီဗျာ။တနာလုံးလို့။မိတာအိမ်မပြင်ရရနဲ့ပဲသူသားလေးရှိတဲ့တမမင်းအောင်မှာပဲအိပ်ရတာပေါ့။မနေ့မောင်းနေတော့ကျော်ကြီးကမိတာကိုအိမ်မပြန်တက်လာဖို့ခေါ်တယ်။သူမိတာမရှိရင်အရှက်ဖို့ပေးမဲ့သူမရှိဘူးလေ။မိတာလေးရွာထဲမှာဈေးလေရောင်းနဲ့သတင်းတစ်ခုကြားတယ်။အဲ့သတင်းကဘာလဲဆိုတော့ရွာသားတွေနေနေမိုးချုပ်ခန်းကြီးတောရရနေနွားချောင်းပြန်လာရင်ရွာမဝင်ခင်လေကွင်းကတမမင်းမောင်က အလေးဝတန်ကြရဲဆိုပြီးတရွာလုံးကပြောနေကြတာမိတာတိလိုက်ပြီးသူ့သားလေးဆိုတာမိတာအိမ်ပြန်ဈေးပန်းနေပါလေထားပြီးတမပင်ဘက်ကိုထွက်လာတယ်တမပင်အောက်ရောက်တော့သားလေးသားလေးဆိုပြီးမိတာအော်ခေါ်တယ်ကလေးတန်ဘာမှမကြားရကလေးကညနေမိုးချုပ်ပတ်မှာငိုတန်ကြားရတာဗျမိတာမျက်ရည်တွေစီးကျလာပြီးတော့အိမ်ကိုပြန်လာခဲ့လိုက်တယ်အိမ်လည်းပြန်အောင်ရောကျိုးကြီးကဈေးမရောက်မဲဘယ်လင်ငန်းနဲ့သွားထွက်နေရလဲဆိုပြီးမိတာကိုထိုးချစ်ပြန်ရော ညရောက်တော့သူသားလေးကအိမ်မက်လာပြီးတယ်။မိတာ哦အမေဒါဘာမှမစားမတော့ရတာကြပြီ။တအားအမေအစာလာကျွေးပါလားအမေတဲ့။တာညနေပဲငုံငုံနေတာဘသူမှအစာကျွေးမဲ့သူမရှိလို့တားစာလုံးငုံနေတာအမေဆိုပြီးလာပြောတယ်။အိမ်မက်ထဲကနေခလေးလေးကပျောက်သွားပါလေရော။မိတာတက်လိုက်ပြီ။တူတားလေးလည်းတေးဘွားကနေမချွတ်လို့တေးတော့အစာစာရှာနေမှာပဲဆိုပြီးတော့ရကြမိတာညနေမိုးချုပ်ခန်းလေး ။ရွာတမာပင်အောက်ကိုသွားပြီးတော့နွားလိုတစ်ခွက်နဲ့စက်သားကြော်လေးတွေသူ့သားလေးကိုတတ်တော့ကျွေးတယ်။ကလေးကညနေဘက်သူ့မေဆေးရောက်တော့ကြာလို့သူ့စီမလာသေးအရှမ်းငိုရဲဗျ။ကျွန်တော်နဲ့ခင်တဲ့အဲ့ဒီရွာတငယ်ချင်းတွေကပြန်ပြောပြတာ။ဘယ်လိုမှရှိနဲ့နော်တကယ်။ရွာလူတွေကလည်းမတင်ကောင်းဘူးဗျာ။ဒီတော့တစ်ပင်ဘွားခလေးတည်းရရှိရဲဆိုတာရွာလူတွေသတိထားမိလာတယ်ဗျ။ ပုံစံရာမိတာညနေစောင်းပြီးဆိုတာနဲ့ရွာထိပ်ကဓမ္မဘင်ဘက်ကိုသွားပြီးတော့အစာသွားသွားကြွရအောင်ရွာလူတွေကရှင်းပြလာတယ်။ဒီလုံနဲ့ပဲရွာလူတွေလည်းအောက်လန်းဆရာတောင်နဲ့တာမင်ပြီးတော့အဲ့ဒီတစ်ပင်ပေါ်မှာခလေးတရေရှိလာဆိုပြီးမဲကြမြန်းကြလှုပ်ကြတာပေါ့။တရေနိုင်နေဆိုတဲ့အောက်လန်းဆရာလည်းဒီတစ်ပင်ပေါ်မှာမွေးကင်းစားခလေးတရေရှိတယ်လို့ပြောတယ်။အဲ့ဒီတရေလေးကလေအခုကလေးကနှိမ့်နှင်းထမှရမယ်။တကယ်တော့ဒီတရေလေးကကြီးလာရင်ရွာလူတွေအနေနဲ့ပေးလိုက်မယ်လို့ပြောတယ်။ အဲ့ဒါဆိုတည်ကြပြီမိတာကလေးနေမှာဆိုပြီးပြောကြတယ်မိတာကတေးလေးမိုးရနေမှာသူ့ကိုရွာတဲ့အဝင်မခံနေတော့ဆိုပြီးတော့ရွာလူတွေကမိတာဆေးလာရအောင်လဲမိုးရကြတော့ပါဦးနောက်နေ့ကျအဲ့ဒီတပင်ကိုရွာလူတွေကမခုတ်ဖြစ်ပဲနဲ့တပင်ချင်းကိုတက်စီနေလာမင်းမရှုပြစ်လိုက်တယ်မိတာမသိခင်လှုပ်ဖြစ်လိုက်တာပေါ့မိတာခင်ဗျာဘယ်တော့ဝန်းနေလိုက်မလဲဗျာကဲအเจ้าမလာလို့သူ့သားလေးလွတ်မဖြစ်သေးခင်မှာ တည်ခဲ့ရတယ်။အခုတရေဘွားနဲ့မကြွရသေးပဲနဲ့သွားစရာနေရာမရှိလို့အဲ့ဒီတပင်ပေါ်မှာပဲခဏနေတော့လဲမရှုတက်ခံရပါတယ်။အဲ့ဒီချောင်းကြော်ကြီးတည်သွားပြီးညပြန်လာတော့ရိုက်နှက်ပါလေရော။မိတာကလည်းခလေးကကျမတို့ကလေးပါလို့တောင်းမှလည်းမရပါဘူး။ကြော်ရမိတာကိုတက်မယ်လို့နေရ။မိတာလည်းတိမခံနိုင်တဲ့အဆုံးကျော်ကြီးခေါင်းကိုရှိတ်ချလိုက်ပြီးတော့ကျော်ကြီးကလည်းအမိုးလုံးနေတော့တခါလေလဲသွားတာပေါ့ကျော်ကြီးလဲသွားတော့မိတာပဲ လုံမကျင်းနိုင်ဘူးလေတကယ်လုံးနှိမ့်ဆက်ခဲ့တာသူသားလေးကိုလည်းတတ်ဖြစ်တယ်ဆိုပြီးကျောင်းကြီးတစ်ခုလုံးကသွေးကြောတွေကိုဓာတ်နဲ့ဖြတ်ဖြစ်တာခနာကိုတစ်ခုလုံးကဓာတ်နဲ့လှည့်ဖြတ်ဖြစ်သွေးကြောတွေကိုလည်းဓာတ်နဲ့အကုန်ဖြတ်ဖြစ်ပြီးတော့ကျောင်းကြီးလည်းသွေးထွက်လုံးပြီးညာရင်းချင်းရှော့သွားတယ်မိတာလည်းညာရင်းချင်းပဲကျောင်းကြီးသိပြီဆိုတာသိတော့အဲ့ဒီအိမ်ပေါ်မှာပဲဆွေးချိုးချပြီးကိုယ့်ကိုယ်အစုံးစီရင်လိုက်တယ်အဲ့ဒီတရေကမှုကင်းတဲ့တန်းစာရီမှာရော Facebook မှာပါတရေနေပါလာခဲ့တယ် မနေ့ကတော့သူတို့နှစ်ယောက်လုံးရဲ့အလောင်းတွေကိုမှုခင်းရဲတွေကလာယူပြီးတော့ရှင်ခွဲရုံပို့ပြီးတော့စစ်စင်းမှုတည်သွားကြတယ်။ညရောက်တော့မှုခင်းရဲတွေရွာမှာမိတာရိုလင်မယားအလောင်းကိုလာပြန်ပို့ကြတယ်။သူတို့အိမ်အောက်မှာပဲနှလုံးစလုံးကိုပြင်ထားကြတယ်။မိတာရိုအိမ်ကဒုထုပ်အိမ်လေးပြ။အိမ်အပေါ်ထဲမှာတော့ရွာသားတွေဖိဝိုင်းရှိတယ်။ညတကောင်ရောက်တော့ခွေးတွေရထိတ်ကနေဦးလိုက်ကြတာဗျ။တရာလုံးခွေးအောင်တန်းနဲ့ခွေးဥတန်းတွေကဆွညံနေရပဲ။အပေါ်ကဖေဝိုင်းမှာဖေသမား9ယောက်လောက်ရှိတယ် ။အိမ်အောက်ထက်ကကုတ်ပြစ်ပေါ်မှာမီတာရလင်မယားနဲ့အလောင်းရှိတယ်။ခွေးတွေကမီတာရအိမ်ဘက်ကိုထိုးထိုးဟောင်ပြီးတော့ဥနေတာ။တိတ်ဆိတ်မောင်းမဲနေတဲ့လေကွင်းတွေကမီတာရအိမ်ဘက်ကိုထိုးထိုးဟောင်ပြီးဥနေတာပေါ့။အပေါ်ရကဖေးဝိုင်းမှာတော့ဖယောင်းနယ်မိလေးနှစ်တန်းထွန်လာပြီးတော့အမိုးသမားတွေအလောင်းလေးဆောင်ရင်ဖင်းလေးရှိုက်နေကြတာပေါ့ခဏနေတော့အင်ခေါမိုးပေါ်ဝင်းငနဲ့ဆိုပြီးအတန်ကြားရတယ်ဖဲသမားတွေကလည်းကြောက်နေပါတယ်နေမှာပါဆိုပြီးထားမကြည့်ပဲနဲ့ဖဲဟူသားဆက်ဆော့နေတယ် သူတို့တိမထားမိတာသူတို့ဖေးရနေတဲ့အပေါ်တဲတဲ့ကိုထုတ်တန်းပုံမှာမိတာဆွဲချိုးချတဲ့တာကိုသူတို့ကတိမထားမိလို့ထင်ပါတယ်။အောက်ထက်ကနေဝုံဝုံဆိုတဲ့အတန်းနေဆွညလာတယ်။သူတို့အောက်ကိုပြေးဆင်းကြည့်တယ်။အောက်ထက်ကမိတာတို့နဲ့အလောင်းစင်လောက်ခါရှမ်းနေပြီးတော့ကုပြစ်ကျန်ကြီးကလည်းတဝုံဝုံနဲ့အတန်းနေဆွညနေတယ်။ဖေးသမားတွေလည်းဘာလို့လို့ရမှန်းမသိဖြစ်နေရဲ့။တေးကြတာပေါ့မိတာတို့လည်းမရသေးတာတော့ထပ်တန်နေရလေ။အတားပြင်းပြင်းသွားပြန်ရော။ ဖဲသမားတွေလည်းအပေါ်ပြန်တက်လာခဲ့တယ်။အလောင်းကိုပြစ်ထားလို့ကလည်းမရ။ရွာလူကြီးတွေကအလောင်းကိုတိတ်ချဆောက်မှုမှားထားတယ်။သူတို့ရဲစီးပြန်တဲ့အနေနဲ့ဘေးနားမှာအရက်ကိုတယောက်တုံကုန်စီမော့တော့လိုက်တယ်။သူတို့ဖဲပြန်ကစားတယ်။အကန့်တစ်ခုလောင်းလဲပုံစော်လို့လို့ဖားလို့အနဲ့နေရှာပြီးတော့အောက်ကအလောင်းနဲ့ပုတ်နေလို့နန်းနာပါနေမှာပါလို့တက်ပြီးဖဲဖဲပြန်စွန့်နေကြတယ်။အမှုသမားတယောက်လည်းအစ်ချင်လာနဲ့ပစုံလင်းအင်ကြီးလေးခင်လာပြီးတော့မုံမုံနဲ့ပဲအိတ်ဖြစ်လိုက်တယ် အဲ့ဒါကြောင်ရည်တည်သွားတဲ့နေရာဆိုတာ तू မသိဘူးလေခဏနေတော့သူတို့ချက်သိန်းနေထလာတယ်ဖျောင်းနာမိတတိုင်းလဲလေးမတက်ဖင်းနှင်းသွားတယ်သူတို့နည်းနည်းလေးတော့ကြောက်လာကြတယ်စက်မစော်ပဲနဲ့ခဏညင်နေလိုက်ကြတယ်သူတို့အပေါ်တက်ကြရနေထုတ်တန်းပေါ်ကနေအကူပြမိတာဆောက်ထိုးဆင်းလာတော့တွေ့တော့ဖဲသမားတွေလဲတေးဆိုပြီးတော့အကုန်ဆင်းပြေးပါလေရောကျော်ရည်အလောင်းပေါ်အိတ်နေတဲ့အမိုးသမားအိတ်ပြုံနေတော့ဟိုလူတွေတေးချောက်ခရလို့ပြေးပြီးဆိုတော့သူမသိဘူးလေ အိတ်နေတဲ့အမိုးသမားချောက်ကိုဆွဲဆွဲပြီးတော့နှိုးတယ်။ဒါလည်းမနှိုးသူ့ကိုတယောက်ကစောက်ကန်လိုက်တယ်။သူလန်နှိုးလာတယ်။ဘာလို့လဲဆိုပြီးတော့ထားကြည့်လိုက်တော့ရွာသားတွေတယောက်မှမရှိတော့ဘူး။သူအိမ်မမြမနေသလားဆိုပြီးခဏကြောင်သွားတယ်။ပြီးမှတရိပ်ဝင်လာတာ။ဒါကျော်ကြီးတို့နိုင်ပဲ။ဖေသမားတွေလည်းတယောက်မှမရှိတော့ဘူး။ငါတယောက်ထဲပါလားဆိုပြီးသူတွင်းနေတော့သူ့နောက်ကနေသူ့ရဲ့ပခုံးလာပုတ်တယ်။သူလည်းဖြတ်ခနဲနဲ့အနောက်လှည့်ကြည့်လိုက်တော့မြင်လိုက်ရတာ။ တောက်ထားတဲ့ဘီးတွေဘယ်နာရောက်သွားလဲမသိကျော်ရသူ့ကိုစိုက်ကြည့်နေတယ်သူစက္ကန့်ပိုင်းခဏကျော်ရကိုချက်တဲ့တည်တယ်လို့ပြန်ကြည့်လိုက်တယ်ပြီးတော့မှတရေပြန်ဝင်လာတယ်ဒါကျော်ရကျော်ရလောင်းကတည်လို့အောက်မှာအလောင်းတော်ပြင်ထားတာဒါဆိုအခုကတည်ရမယ်ဆိုပြီးစဉ်းပြေးမယ်လို့ထုတ်တန်းပေါ်ကနေမိတာဆောက်ထိုးပြီးပွားကနေပေါ်လာပြီးတော့အဲ့ဒီလူရဲ့အင်ဂျီကိုဆွဲထားလိုက်တယ်အဲ့လူလေကဲစားပါအောင်လို့អော်ပြီးငဲတမ်းမအောင်អော်ကဒါလည်းအလုပ်မပေးဘူးလေ အဲ့လိုကြောက်ရလာနဲ့အတင်းရှုံးပြီးထွက်ပြေးတော့ပစိုးအောင်ကြွကြချင်နေတာအပြင်မှာအဲ့လို9ရက်လောက်တောင်ဆေးထုတ်လိုက်ရတယ်မနေ့ကျတော့ရွာလူတွေလည်းသူတို့လင်မယားအစိမ့်တိဖြစ်တယ်လင်မယားနှစ်အောင်လုံးတစ်ပြိုင်တည်းတည်ပြီးတော့မိတာကလည်းအိမ်ပေါ်မှာဆွဲချိုချတရားဆိုတော့ချွတ်မှမဟုတ်ဘူးဆိုပြီးချက်ချင်းတချို့တခါတည်းဖုန်းကြီးပြင်ပြီးတော့ရွာလူတွေစူပါမီရှက်လည်းစွန့်ချွတ်တခါတည်းလွတ်လိုက်တာရွာသားတွေလည်းအဲ့ဒီအိမ်ပေါ်မဆောင်ရတော့ဘူးလေ၃ရက်ဓမ္မမုံ၅ရက်မထားတော့ဘူး တခါတည်းဖုန်ကြီးတွေကိုပြင်ပြီးအမြအတန်းပေးဝင်လိုက်တယ်။ဒါပေမဲ့သူတို့တွေမှာပရိတ်ချေဖားတွေရွှတ်ပေးတဲ့အမြအတန်းလေးဝေပေးပါတယ်။ဒါပေမဲ့သူတို့သားဖတ်သွင်းအောင်လုပ်အောင်မချွတ်လို့ဘူး။အဲ့ဒီအိမ်ပေါ်မှာညဆူခလေးငိုတန်နေကြရတယ်။အိမ်ပေါ်မှာတွုံးဝုံးနဲ့ဂျိုင်းနဲ့မိတာတို့ထားတတ်နေတဲ့အတန်တွေကိုကြရတယ်။သူတို့ရက်လက်ပြီးတော့ဆဲလောက်ကြမှာတော့ရွှာရေကပန်းတရားအစိုးထပြီးတော့ဈေးချူကိုပန်းသွားဝင်ရတယ်။အချိန်အားဖြင့်တော့ညနှစ်နာရီလောက်ပေါ့ဗျာ။ပန်းတရားဈေးကားမြောင်လို့အစိုးရတယောက်တည်းသွားနေကြလေ။ သူလည်းတမီးလေးနဲ့ပန်းချင်းတော်လေးကပြီးတော့စီးချူအသွာဖြစ်ချင်တော့အဲ့နေရခဏမိုးရရတအားရွာထားတော့ရွာလယ်လမ်းမှာဖွက်တည်နေဆိုတော့သူအဲ့ဒီဘက်ကမသွားပဲမိတာရိုးလက်ကမကနဲ့ဖြက်လန်းကနေကားလမ်းဘက်ကိုဖြက်ထွက်မယ်ဆိုပြီးသူလည်းခက်တွတ်တွတ်ရှောက်လာခဲ့တယ်။လယ်ကွင်းနေကြောင့်မိတာရိုးအိအမောင်နဲ့ကနေမြင်နေရပြီ။လယ်ကွင်းထဲမှာဆိုတော့အိမ်ကထိထိကျိဖြစ်နေတာပေါ့။သူစိတ်ကလည်းမရတဲ့အဲ့ဒီဘက်ကပဲသွားရမလို့နဲ့ပြန်ပြီးတော့ရွာလယ်လမ်းကပတ်တော်ရရပဲသွားရမလို့လို့ သူခဏတွေ့ဝဲသွားတယ်။ပြီးမှသူဆုံးဖြတ်ချက်ချလိုက်တယ်။ဘာကြောင့်ဆရာလို့လဲ။ပြန်လဲမယ်။ရွာလင်းလင်းကပဲသွားမယ်ဆိုပြီးဆရာပါ။သူအိတ်လဲကသွားမယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်တယ်။သူပါဆက်ကလည်းတို့တို့နဲ့ရှားသမျှဖျားစာလေးဆွနေတယ်။သူရှေ့ဆက်ရှာလာတယ်။အဲ့ဒီရှေ့ဆက်ရှာနေတော့မှပဲသူရှိမှပွားကနေတော့ချက်အကြီးကြီးဖြတ်ပြေးတာ။သူလည်းလန့်ပြန်သွားတာပေါ့။အဲ့လိုနဲ့ရှေ့ဆက်လျှောက်လာရင်မိတာနဲ့ဇော်ရီတို့အိမ်သားကိုရောက်ဖို့ခြေလန်းဆက်လန်းစာလောက်ပဲလိုတော့တယ် သူတို့အိမ်သားမှာလေကွင်းတစ်ပောင်ပြီးနားမှာဖြတ်ပြီးတော့မှကားလမ်းကိုထွက်လို့ရတာတန်းတယ်ရလေမိတာတို့အိမ်သားကိုရောက်လေဖျားစာကိုကျဉ်ကျဉ်လေးရွှတ်လေတန်းတယ်မိတာတို့အိမ်ဖေးကိုရောက်ပြီးသူ့ရဲ့ခြေလမ်းကိုခတ်တတ်တပ်ပူပြီးတော့အရှိန်မြင့်ပြီးတော့လှမ်းလိုက်ပါတယ်သူကလည်းကြောက်ကလည်းကြောက်ညလုံးကဟိုကြည့်တီကြည့်နဲ့မိတာတို့အိမ်ဖေးအကျော်လေးရောက်ရောသူ့ညလုံးကမိတာတို့အိမ်ကိုပေးစားမင်းနောက်ပြန်တစ်ချက်လှည့်ကြည့်အိမ်ရှိမှာမိတာတို့လင်မယားနဲ့တေတော့ကအလောင်းပြန်ထားတဲ့ကုတ်ပစ္စည်းမှာ ပန်းတင်မြင်လိုက်ရတာစပင်ဖားလာနဲ့ငုတ်တူကြီးထိုင်နေတာပန်းတင်မြင်လိုက်ပါတယ်သူလည်းအသက်ရှူနေမှန်းတော့ပါဘူးပန်းတင်ကြည့်နေတော့မှပဲမိတာထလာပြီးတော့ပန်းတင်မအောင်မိတာလက်ရက်ပြီးလမ်းခေါ်တယ်ပန်းတင်မလည်းကြဝါလာနဲ့ကားလမ်းဘက်ကိုတချိုးရပြေးတော့တာပေါ့ရှာသားတွေကဘသူမှအဲ့ဒီဘက်ကနေမသွားရတော့ပါဘူးပူဆူရာတခါတလေမိတာအောင်ညတကောင်ကြောင်းရွာတွေကလူတွေကတရင်တို့အပေါ်ပါသွားမလို့အရှိတကားဖွင့်လိုက်တာနဲ့ တချို့အိမ်ရှိရခရင်သူမဟုတ်ကုပြက်ပေါ်မှာစပင်ဖလာနေငုတ်တုထားနေတတဲ့။ဒါကြောင့်ကိုထီပသိညုံနယ်ဘက်ကရွာတွေမှာညဆိုဘသူမှအိမ်ရှိတကားကိုဖွင့်ပြီးတော့အပေါ်ပါမတော်ရတော့ဘူး။ပန်းတဲ့အချောက်ခရပြီးတပတ်လောက်ကြာမှာပဲရွာတွေကကာလာသားတွေမွေးရပြီးတော့မိသားတို့အိမ်ကိုသွားပြီးခဲနဲ့ထူကြတယ်လေ။ကာလာသားတယောက်ကပြောတယ်။ဟဲ့အောင်ကျော်ကြီးရွာတွေကလူတွေကပြောတယ်မင်းတို့လည်းများမချွတ်ဘူးဆို။တခြားလူတွေကဒါမင်းတို့လည်းများကိုကြောက်ရင်ကြောက်မယ်။ ငါကတော့မင်းကိုမကြောက်ဘူးဆိုပြီးတော့စိတ်တိုင်းထွားပြစ်တယ်။စိတ်ခေါ်တယ်လေ။အဲ့ဒီထဲကကလာသားတယောက်ကလည်းမုံမွေရိုးနဲ့မိတာတတိရှင်ငါရင်လိုက်ခဲ့။သူများရင်ရှင်မငုတ်တုတ်သွားထိုင်မနေနဲ့။ငါရင်လိုက်ခဲ့တတိရှင်ဘောလို့မိတာစိတ်ခေါ်တယ်။ဒီလိုနဲ့နောက်ရညနေဆောင်လာမှာပဲမင်းညာချော်ရီကိုမမွေယူနဲ့စင်ခေါ်တဲ့ကာလာသားရွာပြင်ဘက်ကရှာခင်းထဲမှာလှစ်ထားတဲ့နွားရည်သိမ်းပြီးအိမ်ပြန်မယ်လို့နောက်ကနေသူ့ကိုနေအောင်လိုက်တယ်။သူလည်းဘသူလဲဆိုပြီးနောက်လည်းအကြည့်ဘသူမှမရှိဘူး ူလည်းကြောင်သွားတာပေါ့တအားလုံးနေတော့သူ့ကားကိုလက်သေးခက်ချမ်းချမ်းနဲ့နောက်ကနေဘသူမှမရှိပဲပြန်ထိုးခံလိုက်ရတယ်။ကာလာသားလည်းကျယ်လီလိုက်ပါမြင်သွားတယ်လေ။ကာလာသားလည်းစိတ်ဒိုလာပြီးတော့ဘဲကောင်ကားကိုထိုးရလဲ။တတိရှင်ကိုရောင်ပြဆန်းဆိုပြီးစိန်ခေါ်လိုက်တယ်။ကာလာသားကပြန်ပြောပြတယ်။ရွာသူတွေကိုသူစိန်ခေါ်ပြီးခဏနေတော့ကျော်ကြီးကသူ့ရှိရနေဘွားကနေပေါ်လာပြီးသူ့မျက်ခွက်ကိုထိုးတယ်။ကာလာသားလည်းကျော်ကြီးကိုပြန်ထိုးတာပေါ့။နှစ်ယောက်သားရှာခင်းထဲမှာလုံးတက်နေတာ။ မေကလူတွေအမြင်နဲ့တပည့်မဲသူတို့မျက်နှာကြော်ရင်မပါကာလာသားတယောက်တည်းအောက်ကိုပြစ်သွားလိုက်ဟိုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်နေပေါ့ရှာသားတွေမှာတော့ကာလာသားတယောက်ရှူးသွားပြီလို့ထင်နေကြတယ်ဘသူမှရှိပဲနဲ့သူ့ဘာသာတယောက်တည်းလှိမ့်ထိုးနေရလေရှေ့သွားလိုက်နောက်လှိမ့်လိုက်နဲ့ပြီးတော့မှကာလာသားတွေရွာသားတွေဝင်ဆွဲရတယ်ကာလာသားရဲ့မျက်နှာတစ်ခုလုံးကလည်းဖိုးရောင်ကိုင်းနေရပဲရွာသားတွေလည်းအဲ့ကြမှာကြော်ရင်နဲ့တကယ်ထိုးတက်တာကိုယုံသွားတယ်မဟုတ်ရင်ဒီကောင်ရှူးနေပြီလို့အဆအထင်နေတာ မေတ္တာကိုတတိရှင်အိမ်ကိုလိုက်ခင်းလို့စင်ခေါ်တဲ့ကာလာသားတယောက်လဲလာပါပြီအဲ့ဒီကာလာသားအိမ်ကိုနည်းနည်းပတ်စံရှိတယ်လေအိမ်ကနန်ကတ်တိုက်လေးပေါ့ဗျာသူကအပေါ်ရမှာအစ်တယ်အချင်းအားဖြင့်ညဆင်တိုင်းကျော်မရှိသေးတယ်ရွာလျက်စင်မရှိတော့ရန်ကုန်မန်းလေးတို့မှာညဆင်တိုင်းကျော်ဆင်တော့တွာလာစားတော့နေတော့ပေါ့ရွာဒီမှာကတော့တချို့ဆိုနေဝင်တာနဲ့အိတ်ကုန်ပြီညဆင်တိုင်းကျော်ကသူတို့အတွက်တကောင်းရမယ် အဲ့ဒီကလာသားလေးအိတ်ကျော်သေးတာနဲ့အရောက်ချက်ကိုဆင်းသွားလိုက်တယ်။မိဖို့ကြောင့်ဘက်ကိုသွားတယ်။ရှေဝဆင်အားရှေကိုတောက်ပြီးတော့မှောင်မဲနေတဲ့မိဖို့ကြောင့်ဘက်မှာတမီးလေးထိုးပြီးပါများစားကြရှိမလဲဆိုပြီးသွားရှာ။သမင်းစားနေတဲ့ဇပွဲပေါ်မှာအမျိုးသမီးတစ်ယောက်ထိုင်နေတာကိုသူတမီးနဲ့လှမ်းထုတ်မိလိုက်တယ်။အမျိုးသမီးကနောက်ကျောပြေးပြီးတော့ထိုင်နေတာကိုသူအော်ပြောတယ်။အမေလားသူအိမ်မှာရှိတဲ့လူရဲ့နာမည်ကိုခေါ်ပြီးတော့မေးပါမယ်။အဲ့ဒီမျိုးသမီးကထူးလဲမထူးနောက်လဲပြန်မလဲဘူးလေ။ ဲ့ဒါနဲ့သူလဲရှေ့ထိုးသွားပြီးတော့အဲ့ဒီအမျိုးသမီးပခုံးလှမ်းကမင်းဟေးမင်းကဘာတူလဲလို့မင်းနေရမချောင်းလားဆိုပြီးပခုံးကိုဆုပ်သူ့ဘက်ကိုလှည့်ပြလိုက်တယ်လက်တစ်ဖက်ကလည်းတမီးနဲ့မျက်နှာကိုထိုးဘွားကလေးမြင်လိုက်ရတာညလုံးကြီးပြုတ်ထွက်လေပင်ကသွေးတွေရှဲပြီးလေပင်ပြစ်နေတဲ့ပိတာမျက်နှာကြီးကိုကလာသားမြင်လိုက်ရတယ်အမေရေကဲပါဆိုပြီးអော်တာတရွာလုံးအောင်ကြားရတဲ့ကာလာသားလည်းတမီးကိုလှုပ်ပြပြီးတော့နောက်ကနေပြန်ပြီးပြင်းမဲ့အလုပ်မိတာကာလာသားလည်းပြီးကိုညှစ်ထားတာ ။နင်လား။ငါ့ကိုတတ်တည့်ရှင်အိမ်လိုက်ခဲ့ဆိုပြီးစိန်ခေါ်တာ။အခုနေ့မှငါနေမယ်ဆိုပြီးလေဘဲကိုညှပ်ပြီးပြောတာ။ကာလာသားလေးလေးလေဘဲကိုအတင်းညှစ်ထားခင်ရတဲ့ကြောင့်"သူ့အမေတို့ကိုအော်ခေါ်တယ်။သူ့အမေတို့ကလည်းလန်နိုးလာပြီးတော့မိတာလေးပျောက်သွားတယ်။ကာလာသားလေးအဲ့ဒီအိမ်ကနေအောင်မှပြောင်းပြေးရတယ်။ကျွန်တော်အခုဆံလန်းကိုပြောပြရမယ်ဆိုတာပြောပြတာဗျ။မိတာညညဆုံးကာလာသားရဲ့တိမ်လုံးအိမ်မရအောင်ချောက်လန်းနေခြေတန်နေကြတာတကားတွေခောက်တာအိုးခွက်တွေကိုတန်ပေးတာ တရက်ကြတော့အိမ်ထဲမှာငုတ်တူကြီးထိုင်နေတာကိုကာလာသားညီမဝမ်းခွဲလေးကကိုယ်တိုင်မြင်ခဲ့ရတာသူညီမဝမ်းခွဲလေးလည်းလုံးဝမနေရဲပဲသူ့ရောက်သူပြန်သွားတယ်ဒီလိုနဲ့ကာလာသားရဲ့မိသားစုအဲ့ဒီအိမ်မှာဖုန်းစီတွေပင့်ပရိတ်ရွလဲမိတာကတော့ရှိနေတော့မဲတဲ့နောက်တော့သူတို့တခြားရွာကိုတော့ပြောင်းပြေးကြရတယ်မိတာကတော့အခုထိအဲ့ဒီကာလာသားအိမ်မှာကြံသေးလားမချစ်မလို့သေးဘူးလားဆိုတော့ကျွန်တော်လည်းမသိတော့ပါဘူးဗျာအဲ့ဒါကြောင့်ပြောတာကိုမမြင်နိုင်တဲ့ပရလောကသားတွေကိုအလောင်းအစားနဲ့ လက်ထစ်ဆန်းကျင်လိုပဲဖြစ်ဖြစ်မယုံလို့ပဲဖြစ်ဖြစ်သွားပြီးတော့စိတ်မခေါ်ပါနဲ့ကိုကကန်နေတဲ့အချိန်နဲ့ကြုံရင်ဒုက္ခရောက်ပြီးတော့အသက်ပါပြောက်သွားနိုင်တာတချို့လူတွေကလက်တွေမြင်မှုကြဘူးတယ်ဘာတိလသမားလေးမှမခိုင်လုံသေးပဲတညာကုန်းနဲ့အုတ်ခုတွေပေါက်တက်ပြီးတရားထိုင်ကြပတိစင်ကြနဲ့ဘာမှမနိုင်သေးပဲသွားလို့တော့မချစ်မလို့တည်တဲ့နာနာဘာဝတွေမကောင်းဆိုးဝါတွေကပညာဆန်းလွတ်လိုက်တော့ယူပြီးထွက်ပြေးလာတဲ့သူတွေကိုလည်းလက်တွေ့မြင်မှုတယ်2015ကတော့မှုကင်းထဲမှာတော့ပါလာတဲ့လူတက်မှုပါ ကျွန်တော်နဲ့ရှင်နေတဲ့မဲဆွေတယောက်ကဖြောက်ဖြောက်လို့တည်တာပါ။သူကအဲ့ရွာသားပါ။တကယ်ဖြစ်မှန်နေပါ။အခုချိန်မိတာနဲ့ကြော်ရောသူတို့ကလေးကိုချက်သွားပြီလားဆိုတာတော့အဲ့ဒီမဲဆွေနဲ့ပြန်မဆုံဖြစ်တော့ကျွန်တော်လည်းမသိတော့ပါဘူး။ကိုယ်မြင်နိုင်တဲ့ပရလောကသားတွေမချက်လို့တည်တဲ့နနာဘာဝတွေရှိတယ်ဆိုတာတော့တချို့ကရှုံးခြင်းမှရှုံးကြလိမ့်မယ်ဗျ။ဟုတ်ကဲ့ပါရှင်။ပရိသတ်တွေအတွက်ဒီကနေ့တက်ဆက်ပေးခဲ့ရတဲ့ ဖြစ်မယ်ဆက်လန်းလေးကတော့ဒီညမှာရမယ်ပြန်ဆောင်သွားပါပါရှင်။နောက်ထပ်လည်းတဆက်ပေးဖို့ဆက်လန်းကောင်းလေးတွေချင်ရှိသေးတာကြောင့်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဆက်မျိုးကြည့်ရှုအားပေးနှဆက်လို့ရပါပါရှင်။နောက်ဆက်အားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးထူးပဲတရှိပါရယ်။ပရိသတ်များအားလုံးလည်းကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်။